မင်္ဂလာပါရှင်ဇွန်လ၁ရက်တနင်္ဂနွေနေ့ရက်တိမဖွေရသတင်းကွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ရုရှားယူကရိန်းနဲ့အမေရိကန်၃နိုင်ငံထိပ်သီးဆွေးနွေးပွဲဖြစ်နိုင်ခြေရှိကြောင်းရုရှားပြောကြားတဲ့သတင်းဖြစ်ပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်အမေရိကန်သမ္မတဂျော်နယ်ထရန့်နဲ့ယူကရိန်းသမ္မတဗလာဒီမာဇလန်စကီတို့ကြားပုံဝင်ဆိုင်ထိပ်သီးအစီအစဉ်တွေရဲ့ပြုလုပ်နိုင်ခြေရှိကြောင်းရုရှားဘက်ကပြောကြားလာတယ်လို့ NPC သတင်းမှာဖော်ပြထားကြောင်းသိရပါတယ်။ဒါပေမဲ့ဒီထိပ်သီးအစီအစဉ်ကိုတိုင်းရဲ့စီစဉ်တာမျိုးမဟုတ်ဘဲလမ်းကြောင်းမျိုးမျိုးနဲ့ကိုယ်စားလှယ်အဖွဲ့တွေကြားဆွေးနွေးမှုရလဒ်ဖြစ်တာဖြစ်တယ်လို့ Kremlin ပြောခွင့်ရပုဂ္ဂိုလ်ကမေလ28ရက်မှာပြောပါတယ်။ ရုရှားအမေရိကန်နဲ့ယူကရိန်းသမ္မတတွေကြားတွေ့ဆုံမှုတည်းရဲ့ဖြစ်ပေါ်လာနိုင်ခြင်းရှိမရှိမေးမြန်းရမှာရုရှားနိုင်ငံကတော့သူ့ရဲ့ရည်ရည်ချက်ကိုပြောင်းလဲဖို့မရှိကြောင်းခရမလင်ပြောခွင့်ရဒီမီထရီဘက်စကော့ကပြောကြားခဲ့တယ်လို့သတင်းများကဖော်ပြလာပါတယ်။နှစ်ဖက်စလုံးကပေးရလာမယ့်စာချုပ်လာမှုကြမ်းတွေကိုမကြခင်သိရှိလာမှဖြစ်ပြီးတော့ဆွေးနွေးပွဲအသစ်ကိစ္စကအစီအစဉ်မှာပါလာပါလိမ့်မယ်လို့လည်းဆိုထားကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့အမေရိကန်ရဲ့အပြည့်ရဲ့ဆေးရည်အဆိုပြုချက်အစ္စရေးသဘောတူတဲ့တင်ဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသအတွက်အမေရိကန်အထူးသံတမန်စတီဝတ်ခေါ်ရဲ့အဖြစ်ခက်ရစေးရေးအဆိုပြုချက်ကိုအစ္စရေးကသဘောတူခဲ့ကြောင်းအင်ဖီရိုကမေလ29ရက်ကပြောကြားခဲ့တာကိုရိုက်တာသတင်းမှဖော်ပြထားပါတယ်။ဒစားစီပြိုကွင်းနေတဲ့နေမြေအတွင်းစားနေရိတ်ကထောက်ပံ့မှုဖြန့်ဝေဖို့အမေရိကန်ကြောထောင်းနောက်ခံပြုထားတဲ့အကူအညီပေးဖို့ရေးစနစ်တွေတိုးချဲ့လာတာကိုလက်ခံပြီးဖို့အမေရိကန်ရဲ့အဆိုပြုချက်ကိုအစ္စရေးဝန်ကြီးချုပ်ကသဘောတူခဲ့တာလို့ဆိုပါတယ်။ အင်ဂျီရောပြောခွင့်ရအမျိုးသမီး Caroline Leverick ကလည်းအဲ့ဒီအဆိုပြုချက်အပေါ် Israel ကလက်မှတ်ရေးထိုးခဲ့တယ်လို့ Washington ရှိသတင်းထောက်တွေကပြောကြားခဲ့ကြောင်းလည်းသိရှိရပါသေးရှင်။ချက်မှတ်တင်ဆက်ပေးမှာကတော့ Thai Cambodia နေဆက်ခိတ်16ခုကိုပိတ်ပစ်ရန် Thai ဆိုရပြင်ဆင်နေတဲ့သတင်းဖြစ်ပါတယ်။ Cambodia နိုင်ငံသားများအကြားအမျိုးသားရေးစိတ်သက်စာရလှုပ်ဆော်မှုများပေါ်ပေါက်လာပြီး Thai ထုတ်ကုန်များကိုမဝယ်ကြရန်တိုက်တွန်းမှုများရှိခဲ့က နှစ်ဖက်နိုင်ငံသားများကြားပဋိပက္ခများဖြစ်ပွားလာနိုင်တဲ့ဆိုးရိမ်မှုများကြောင့်ထိုင်းဆိုရာဟာထိုင်းကမ္ဘောဒီးယားနယ်စပ်ရှိကုလူကုံတွဲရာအမြဲတမ်းခိတ်ခြောက်မှုနဲ့ယာယီစစ်ဆေးရေးခိတ်ဆဲကူကူပိတ်ပြရန်ပြင်ဆင်နေကြောင်းသိရပါတယ်။ထိုင်းလူကြိုရေးအေဂျင်စီများဟာနယ်စပ်ဖြစ်ကျော်ကိတ်များဖြစ်တဲ့အမြဲတမ်းနယ်စပ်ခိတ်ခြောက်မှုနဲ့ယာယီနယ်စပ်ခိတ်ဆဲကူကူပိတ်ကြောင်းကြေညာရန်အရေးပေါ်အစီအစဉ်တစ်ခုခေါ်ယူခဲ့ကြောင်းလည်းသိရပါတယ်။၎င်းတို့မှာစစ်သက်ပြည်နယ်ဖူစင်းခရိုင်ချောင်ဆာငံကိတ် ၊ဆွေရင်ပြည်နယ်၊ကချောင်ခရိုင်၊ချောင်ချွန်ခိတ်၊စာကေဦးပြည်နယ်၊အာရန်ယာပရာသက်ခရိုင်၊ဘန်ကလောင်လူခိတ်၊ရချာဘူရီပြည်နယ်၊ပေါင်နံရုံခရိုင်၊ဘန်လန်ခိတ်၊ရချာဘူရီပြည်နယ်၊ပေါင်နံရုံခရိုင်၊ဘန်ဖတ်ကက်ခိတ်၊တရက်ပြည်နယ်၊ခလောင်ရန်ခရိုင်ဗဟန်လေးကိတ်စရဲကိတ်၆ခုနဲ့အကျိုးသက်ရောက်နိုင်ဖို့ရှိတဲ့ယာယီစစ်စေးရေးကိတ်၁၀ခုတို့ကိုပိတ်ထားရင်စီစဉ်ကြောင်းလည်းသိရှိရပါရဲ့ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ Starship တုံးပြန်တတိယကြိမ်စမ်းသပ်ပြန်သန်းမှုမအောင်မြင်တဲ့သတင်းဖြစ်ပါတယ်။ Elon Musk ဦးဆောင်တဲ့ Space Age Starship တုံးပြန်ဟာရွေးစိတ်မှုတစ်ခုကြောင့်စမ်းသပ်ပြန်သန်းနေစဉ်တွင်အာကာသထဲမှာထိမ့်ချုပ်မှုမရတော့ဘဲကမ္ဘာမြေပြင်ပေါ်ကိုပြန်လည်ပြုတ်ချလာခဲ့တယ်လို့ Bloomberg သတင်းမှာဖော်ပြထားကြောင်းသိရပါတယ်။ Starship အပေါ်ပိုင်းနဲ့ Super Heavy Booster တို့ပါဝင်တဲ့ဖြစ်လွန်မှုစနစ်နဲ့အတူအမေရိကန်နိုင်ငံတက္ကသပြည်နယ်တောင်ပိုင်းမြေပြင်အခြေစိုက်စခန်းကနေမေလ29ရက်ကဒေသစံတော်ချိန်ညနေ6:36မိနစ်မှာလွတ်တင်ခဲ့တာဖြစ်ပါတယ်။ကောင်းဝင်ရန်ကိုပြန်ချက်သွားပြီးနောက်မိနစ်အနည်းငယ်ကြာမှပဲ Super Heavy Booster ဟာ Starship ပေါ်ကနေခွဲထွက်ပြီး engine လှုပ်ရှားလာခဲ့ပါတယ်။ဒါပေမဲ့ကမ္ဘာမြေပြင်ပေါ်ကိုပြန်ပြီးပြုတ်ချလာချိန်မှာတော့ တိတာထင်ရှားတဲ့ပြဿနာတစ်ခုနဲ့အတူပောက်ကွဲလွင့်ဆင်သွားကြောင်းမက်ဂစီကိုပင်လယ်ခွေတွေကိုအရှိန်ပြင်းပြင်းနဲ့ကျဆင်းလာမယ်လို့မျှော်လင့်ထားကြောင်းလည်း Space Age Company ကမှတ်ချက်ပေးထားတယ်လို့သိရှိရပါတယ်ရှင်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ကနေဒါနိုင်ငံမန်နီတိုဘာတွင်တော်မီအရေးပေါ်ကြေညာတဲ့သတင်းဖြစ်ပါတယ်။ ကနေဒါလယ်ပိုင်းနဲ့အနောက်ပိုင်းတွေမှာတော်မီတွေပြန့်နေနေတာကြောင့်ကနေဒါနိုင်ငံရဲ့အကြီးမားဆုံးပြည်နယ်တစ်ခုဖြစ်တဲ့မန်နီတိုဘာပြည်နယ်ကိုအရေးပေါ်အခြေအနေကြေညာထားရကြောင်းအာဏာပိုင်တွေကပြောကြားခဲ့တယ်လို့သတင်းများကဖော်ပြလာပါတယ်။တော်မီပြန့်နေနေမှုကြောင့်လူပေါင်း18000ကျော်နီးပါးသေလို့ရကိုအမြန်ရွှေ့ပြောင်းမှုလိုအပ်တယ်လို့မန်နီတိုဘာပြည်နယ်ဝန်ကြီးချုပ်ကပြောပါတယ်။ ဒါအပြင်ဒီတော်မီဟာပြည်내တွင်းမှာနေထိုင်သူတွေအတွက်အကြီးမားဆုံးရှေ့ပြောင်းမှုဖြစ်ခဲ့ရပြီးအစိုးရအနေနဲ့ပြည်သားထင်ရှားတဲ့အရင်းမြစ်တွေနဲ့ပူးပေါင်းဆောင်မှုတွေလိုအပ်ပါလိမ့်မယ်လို့လည်းပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ဖိလစ်ပိုင်တွင်ကန်လန်အွန်မီတောင်ပေါက်ကွဲမှုဖြစ်ပွားတဲ့တွင်ဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းရှိကန်လန်အွန်မီတောင်ဟာမေလ28ရက်ကပေါက်ကွဲခဲ့ရာပြာမုန့်တွေမှုတ်ထုတ်ခဲ့တယ်လို့အာနာဘိုင်းတွေကပြောပါတယ်။ ကလန်အောင်မိတောင်ပေါက်ခဲ့ပြီးပြာမုံတွေမှုထုတ်ခဲ့တာကြောင့်တတိပေးချက်အစဉ်ကိုတွေ့မြင်ခဲ့တယ်လို့ဒေတာရင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။မေလ28ရက်ကကလန်အောင်မိတောင်မှာလှုပ်ခတ်မှုအနည်းဆုံး32ကြိမ်ရှိပြီးမိတောင်ကနေမှုထုတ်တဲ့ပြာတွေဟာအမြင့်မီတာ900 2196ပေးအထိတက်လာတယ်လို့ဒေတာရင်းမီဒီယာအင်ကွိုင်းယားကသတင်းထုတ်ပြန်ထားပါတယ်။ ကလန်တော်မီတောင်ကလည်း6ကီလိုမီတာအတွင်းနေထိုင်သူတွေကိုဘေးလွတ်ရာကိုရွှေ့ပြောင်းခိုင်းပြီးအဲ့ဒီဧရိယာအနီးမှာလေယာဉ်တွေပြန်တမ်းခွင့်ကြားမြင့်ထားရလို့လည်းသိရှိရပါတယ်ရှင်။